ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီကနေ့လဲနော်အရန်ွက်ကလေးနဲ့ပဲကျင်းနေခဲ့ရတယ်ရန်ွက်ဆိုတာကျွန်တော်တို့ကကျွန်တော်ကတော့အကုန်ထိုးတတ်တဲ့အတွက်အရန်ွက်လို့ပြောပါဘောနော်ကျန်တဲ့လူတွေကတော့ဟိုပေါက်ချင်မှလည်းပေါက်ကြလိမ့်မယ်ဘောနော်ကျွန်တော်၄တစ်ဟုတ်လား၄တစ်မှာကျွန်တော်တစ်လေးဆိုပြီးထွက်သွားတယ်ဒီမှာကျွန်တော်ကီးထိတ်ကလည်းကီးအနေနဲ့ပဲဆွဲတယ်နော်ကီးရိုးရိုးဝါထိတ်အနေနဲ့ဆွဲသွားခဲ့တယ်ဘောနော်ကဲအဲ့တော့ဒါလေးကကျွန်တော်တို့အရန်အနေနဲ့အောင်ခဲ့တယ်နော်နောက်တစ်ခါကျတော့ဒီကောင်တန်း ီတန်းလေးကကျွန်တော်တို့တန်းထိုးတဲ့လူတွေအတွက်ကတော့ဒီကနေ့လဲတစ်လေးဒီမှာတစ်ဒီမှာလေးတစ်လေးဆိုပြီးနှစ်ကြိမ်မြောက်အောင်သွားခဲ့တယ်ထို့အတူပဲကျွန်တော်ဟိုးဒီနေ့ကကျွန်တော်စနေနေ့ကဖောက်ပြီးပြထားတဲ့ဒီနော်တပတ်ကို3ရက်အတွင်းမှာအနည်းဆုံးတကြိမ်နှစ်ကြိမ်ထွက်ရမယ်ဆိုတဲ့အကောင်ကအခု39ဇေယုထဖောက်ပါပြီဗျเนาะ39ဆိုပြီးတက်เนาะ39ဆိုပြီးဒီကိုကွက်ထိုးမယ်ဆိုရင်လည်းထိုးတဲ့လူတွေပေါက်ကြလိမ့်မယ်ပေါ့ဗျာကဲเนาะအဲ့တော့ ျွန်တော်တို့ဒီကနေ့တော့ဒီလောက်ပဲကျွန်တော်အောင်ပွဲရအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ကဲအဲ့တော့ကျွန်တော်ဒရနီလေးကိုစလိုက်ကြအောင်ဗျ။ကဏီလေးကိုစမယ်ဆိုရင်ကျွန်တော်တို့ဘယ်အစားမလဲဆိုရင်1 148ကစမယ်ဗျ့1 148 63 99 9 18 18 18 18ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ် အဲ့ဒါကိုတွက်မယ်ဆိုရင်၄နဲ့၉နဲ့ပေါင်း၃၁နဲ့ပေါင်းတော့၄ပါတဲ့နော်၄၄၄ရဲ့ပါဝါကို၄ရဲ့နက်ခက်က1 6 4 2ဆိုတဲ့ကီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 4တဲ့6 4မှာ6ရော4ရောထိပြီးအခွေအနေနဲ့ထွက်သွားပါတယ်ညနေပိုင်းလေ6 4ဖြစ်တဲ့အတွက်ညာရောမနေ့ကောအောင်တယ်လို့ကျွန်တော်တို့ဆိုရမှာပဲဖြစ်ပါတယ်ခင်ဗျ ကဲနောက်တစ်ပြန်တော့တက်ပါမယ်လေးကိုခွန်လေးနှစ်363 2363 2963ညနှစ်ကို၄3ညဆိုရင်ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတက်မယ်ဆိုရင်ခွန်ရ3ရပေါင်းတော့3ည3ညနဲ့3ညနဲ့ပေါင်းတော့လေ3ညပါပဲတဲ့3ညရဲ့ပါဝါ5 3ညရဲ့နှက်ခက်ကခွန်3ည5ခွန်ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ တရှိတဲ့မအောင်ပါဘူးတခွန်နဲ့တခွန်မှာတော့ကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တွက်ပါမယ်လေကိုခွန်ကို3863တိတိ33ညဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ခွန်ရဲ့3ရဲ့ပေါင်းတော့3 ၃ညနဲ့၃ညနဲ့ပေါင်းတော့လေ၃ညပါပဲတဲ့၃ညရဲ့ပါဝါ၅၃ညရဲ့နှက်ခက်ကခွန်၃ည၅ခွန်ဆိုတဲ့ကီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့၁၉တဲ့မအောင်ပါဘူး၂၅၅တဲ့၂၅မှာတော့ကျွန်တော်တို့၅တုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံးတွက်ပါမယ်၃၅၄၁၃၅၄၁၂၉၁၈၂၉၁၈ 3688ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွေ့မယ်ဆိုရင်6နဲ့7နဲ့ပေါင်းတော့2 2နဲ့7နဲ့ပေါင်းတော့3ညရတယ်3ညရပါဝါ5 3ညရနှစ်ခက်ကခွန်3ည5ခွန်မှထက်ရပါတယ်တကယ်အဲ့3ည5ခွန်ဒီအပြင်မှာဘယ်နှကြိမ်ထွက်သွားလဲကြည့်တဲ့ရအောင်3ည6 3ည6တဟော3ည6မှာ3ညတလုံးထိပြီးအောင်ခဲ့ပါတယ်2 5တဲ့2 5မှာလဲ9တလုံးထိပြီးညရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးစုံ ကဲနောက်တစ်ပြန်တွက်ပါမယ်ရှင်ငါ၃ခွန်ရှင်ငါ၃ခွန်ဒီတုံညာ၃တုံဟေးတုံညာ၃တုံ6ခွန်၄တ6ခွန်၄တဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါတွက်မယ်ဆိုရင်၃နဲ့၃နဲ့ပေါင်း6တင်းနဲ့ပေါင်းတော့ခွန်ခွန်ရပါပါ2ခွန်နဲ့ခက်က၃ညခွန်2၃ညဆိုတဲ့ကီး၃လုံးဒီပြန်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့ငါးငါးတဲ့မအောင်ပါဘူး 63ညရတယ်63ညမှာတော့3ည3လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်တော့တက်ပါမယ်7 3 8 6 3 3 2 3 3 9 3 9 1 3 6 5 3 9 1 3 9 1ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်8နဲ့3နဲ့ပေါင်းတော့1 တင်းနဲ့တင်းနဲ့ပေါင်းတော့2ပါတဲ့2 2ရဲ့ပါဝါခွန်2ရဲ့နှက်ခက်က4နှစ်ခွန်4ဆိုတဲ့ကီတောင်းလုံးဒီပြင်မှာရပါတယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့ခါကျတော့3ညခွန်နဲ့3ညခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်6 2တဲ့6 2မှာလည်းနှစ်တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်3 7 3 3 8 1 3 8 7 သုံးခွန်ရှစ်ရှစ်သုံးညာရှစ်သုံးလေးသသုံးလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုရင်ရှင်းနဲ့ရှင်းနဲ့ပေါင်း6 6နဲ့4နဲ့ပေါင်း3ည3ည5 3ည5နှစ်ခက်ကခွန်3ည5ခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့1 1တဲ့မအောင်ပါဘူး3ခွန်3ခွန်နဲ့3ခွန်မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ ကဲနောက်တစ်ပြီးတော့တွက်ပါမယ်ဟိုရှိရှိချောက်ဟိုရှိရှိချောက်ရှိချောက်နေလေးတက်တော့ည3 9နှစ်ည3 9ခုနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့3ညနဲ့ပေါင်းတော့8နှစ်နဲ့ပေါင်းတော့3ညရတယ်3ညရဲ့ပါဝါ9 3ညရဲ့နှစ်ခက်က9 3ည9ခွန်ပါပဲတဲ့နော် တော့ည9ခွန်အဒီပင်မှာဗန်နေချင်းတွက်တဲ့ကျွန်တော်ကြည့်ရပါမယ်ကြည့်မယ်ဆိုရင်ခွန်၄တဲ့ခွန်၄မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်39တဲ့39မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပင်တော့တက်ပါမယ်3ည2 2 8 3ည2ည8 2 2 6 5 2 2 6 5 3 9 1 2 3 9 1 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ ထွက်ထားပါဗျ။အဲ့ဒါအတွက်မဲ့ဆိုရင်9နဲ့2နဲ့ပေါင်း9 9နဲ့4နဲ့ပေါင်း1 1ရဲ့ပါဝါ6 1ရဲ့နဲ့ခက်ခက်8 168ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့။ကဲကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကီးထိတ်ကလေးနဲ့နည်းနည်းစဉ်းစားလိုက်ရအောင်။ကီးထိတ်ကတော့နော်ဒီနှစ်ရက်ရှိပြီကျွန်တော်တို့ကီးအနေနဲ့ယူဆွဲဆွဲဝါတယ်နော်။ကီးထိတ်ဟုတ်ကဲ့မနေ့ဖုန်းအတွက်ကီးထိတ်ကတော့938ပါတဲ့938 အဲ့မှာကျွန်တော်တို့ကင်းရိုးရိုးကင်းရိုးရိုးကကျွန်တော်တို့168ပါတဲ့168အဲ့တော့8ကို8တူပြီး8တလုံးကပဲဘိုင်းဆွဲမလားတော့ကျွန်တော်လည်းမပြောတတ်ပါဘူးပြနော်ဒါပေမဲ့ကျွန်တော်ရထုံးကြံအတိုင်းပဲကီးထိတ်နဲ့ကီးနဲ့ပဲကတ်ပါမယ်51 56 58 61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  ရှစ်ရှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။ကဏ္ဍလေးတွေရလာတဲ့အခါကျတော့ဒါကိုကျွန်တော်တို့ကချုပ်ွက်ကလေးဘာဘယ်လိုစဉ်းစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်မျိုးတို့မင်းရနယ်ကပြောခဲ့ပါတယ်နော်။နှစ်ခွန်းလို့ပြိဋ္ဌထွက်ထားတယ်ကျွန်တော်တို့ဟိုတောက်ကြနေရနော်တုံညာနှစ်ဆိုပြီးထွက်တော့နှစ်ပြိဋ္ဌပေါ့နော်။နှစ်အဲ့တော့နှစ်ပြိဋ္ဌဆိုတော့နှစ်ခွန်နှစ်ခွန်ပြိဋ္ဌပေါ့နော်။နှစ်ခွန်ပြိဋ္ဌလို့ထွက်ပြီးသွားရင်နဲ့နှစ်ခွန်၄ကိုဆိုတဲ့ပြိဋ္ဌဟာ၃ရက်အတွင်းမှာထွက်ရမယ်တဲ့။ဒါပေမဲ့ကျွန်တော်ကမင်းရထွက်လိမ့်မယ်လို့အားခဲတယ်။ဒါပေမဲ့မထွက်ဘူး။သူက တနင်းလာလည်းမထွက်ဘူးအင်္ဂါလည်းမထွက်ဘူးဆိုတော့ဒါဘောက်ဘောက်ရူးနေရနောက်ဆုံးဖြစ်သွားတဲ့အတွက်ဒီကောက်ကိုကျွန်တော်တို့အားထားပြီးကစားမယ်ဆိုရင်ကျွန်တော်တို့2ခွန်4ကိုဆိုတဲ့အခါကျတော့၄ဘရိတ်က31 36 8 1 8 6ဆိုတဲ့ဒီ၄ကွက်ပဲကျွန်တော်တို့ရပါတယ်เนาะအဲ့တော့31ကဲ36ကဲ71ကဲ66ကဲဆိုပြီးဒီလိုမျိုးရပါတယ်အဲ့တော့အမျိုးတို့အနေနဲ့ဒီကျွန်တော်ထုတ်ပေးတဲ့ကဏန်းလေး၄ကွက်ကိုကြိုက်နှစ်တက်တယ်ဆိုရင်လည်း ထိုးပါနော်မကြိုက်နေတဲ့ဘူးဆိုလည်းမထိုးပါနဲ့နော်ဟိုမိမိပါမိမိပဲကျွန်တော်ပြောနေကြထုံးတဲ့အတိုင်းပဲပေါ့နော်ကြီးထိတ်ကိုကြိုက်ရင်လည်းကြီးထိတ်ကိုပဲယူပြီးထိုးပါပရိတ်ကိုကြိုက်ရင်လည်းပရိတ်ကိုပဲယူထိုးပါအဲ့တော့မိမိကြိုက်နေတဲ့ຢာလေးတွေပဲယူထိုးပါနော်ဘာပဲဖြစ်ဖြစ်အဓိကတော့ပေါက်ဖို့ရေးကြည့်ပါတယ်ကျွန်တော်လည်းအမြဲတမ်းပြောပါတယ်ကျွန်တော်လည်းဆရာကြီးတယောက်မဟုတ်ပါဘူးနော်ကျွန်တော်တို့အားလုံးတို့ရာ ဒီနီးလေးတွေနဲ့တယောက်နဲ့တယောက်ပေးပြီးတော့အကြံဉာဏ်ပြုပြီးကဏ္ဍလေးတွေရှာဖွေခြင်းသဘောပါပဲဗျကဲနော်အဲ့တော့ဒီကနေ့တော့ကျွန်တော်ရဲ့စီစဉ်ဒီဇင်ဘာလရက်လောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဒီဗုဒ္ဓနေ့မှာအကွက်ကောင်းကောင်းလေးနဲ့အားလုံးအောင်မြင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်းဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ